င်္ဂလာပါခင်ဗျာစေယောလာမိတ်ဆွေများအားလုံးစိတ်ချမ်းသာရင်ကိုယ်ချမ်းသာခြင်းနဲ့ပြည့်ဝကြပါစေလို့ပဏာမအနေနဲ့ကာရဝချွေအပ်ပါတယ်ဒီနေ့တောင်လူများကိုဆွေးနွေးဖို့လှည့်ကြတဲ့ခေါင်းစဉ်ကတော့စဘာကုတ်ကျူးယောဂအကြောင်းဖြစ်ပါတယ်ဒီယောဂကလက်တလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာ စပားဆိုင်တဲ့ဒေတာအလုံးနီးပါးလောက်မှာဒီယောဂကြာရောက်နေတာကိုတွေ့ရပါတယ်ဒီယောဂကြာရောက်နေတာများသလိုဒီယောဂရဲ့ဆိုးကျိုးကိုလည်းပဲခံစားနေရတဲ့တောင်သူတွေများပါတယ်အဲ့တော့စပားကုကျိုးယောဂဆိုတာကျွန်တော်တို့နာမည်ရကုကျိုးယောဂလို့ဆိုပေမဲ့ ဒီစပနံဂုတ်ကျိုးယုံနေမကဘဲနဲ့ဒီပြိုးကင်းမာယောဒီအပင်ပွားချီမာယောကြတာကိုတွေ့ရပါတယ်ဒါကြောင့်လည်းပဲကျွန်တော်နိုင်ငံပါဝင်ကျွန်တော်နိုင်ငံသီးသီးမှာကြောက်ရွံ့တဲ့ပုံစံပေါ်မှာမူတည်ပြီးတော့နာမည်အမျိုးမျိုးခေါ်ကြပါတယ်အင်္ဂလိပ်မြေကတော့ကျွန်တော်နိုင်ငံ Rice Plus လို့ခေါ်ပါတယ် ဒါတချို့နိုင်ငံမှာတော့ rice protein next ပေါ့ဒီစပါလေပင်ပုတ်ယောဂါလို့ခေါ်ကြပါတယ်တချို့နိုင်ငံမှာကျတော့လဲ rice seedling plies ပေါ့ဒီပြိုးပင်နာယောဂါလို့ခေါ်ကြပါတယ်တချို့ကြတယ်လဲ stem plies ပေါ့ rice stem plies လို့ဒါဒါပင်စည်နာယောဂါစသဖြင့်ကြာရောက်တဲ့ယောဂပုံမှာမူတည်ပြီးတော့ နာမည်မျိုးမျိုးခေါ်ကြပါလေဒီနိုင်ငံတည်တည်မှာတမျိုးတည်းခေါ်တာကတော့ scientific name ကိုခေါ်တယ်သိပ္ပံအမည်ပါပဲเนาะဒီသိပ္ပံအမည်မှာကျတော့ particularia operaisi လို့ခေါ်ပါတယ်ဒီမှာလည်းပဲတချို့နိုင်ငံမှာကျွန်တော်တို့အခေါ်များတာက magnapoti orize လို့ခေါ်ပါတယ် ဒါအခေါ်များတာပေါ့နော်နှစ်ခုရှိပါနှစ်မျိုးရှိပါတယ်သို့သောနှစ်ခုနှစ်မျိုးစလုံးလဲမှားသလားဆိုတော့မမှားပါဘူးအတူတူပါပဲကျွန်တော်တို့ species ကအတူတူပါပဲနော်ဘာကြောင့်ခွဲရလဲဆိုရင်လေးလာမီတလောက်တော့ဒီ particularia orize ဟာ SGS state အဆင့်မှာခေါ်ပါတယ်เนาะဒီလိမ့်မဲ့မျိုးပွားတဲ့အဆင့်ကို particularia orize လို့ခေါ်ပြီးတော့ ဆက်ကျူရဲ့စတိမှာဒီဟာလိန်နဲ့မျိုးပွားတဲ့အဆင့်မှာကျတော့မက္ကနာပူတီအိုရိုက်ဇေးလို့ခေါ်ကြပါတယ်ဒါကတော့ကျွန်တော်တို့နာမည်အခေါ်တွေပေါ့နော်အဲ့တော့ဒီယောဂဒီပြန့်နှံ့ပုံကိုကျွန်တော်တို့ဆက်လေ့လာကြမယ်ဆိုရင်သူကလေနဲ့တူ ပြန့်နှံ့တာများပါတယ်เนาะဇိုးအောင်ဆုံးကတော့လေနဲ့အတူပြန့်နှံ့ခြင်းပါပဲအဲတော့လေနဲ့ပြန့်ပွားတာဖြစ်တဲ့အတွက်အဲတတိသားနဲ့တတိသားတနိုင်ငါးနဲ့တနိုင်ငါးကူးဆက်ပြန့်နှံ့မှုမြန်တာပေါ့เนาะနောက်ကျွန်တော်တို့နိုင်ငံမှာကြည့်မယ်ဆိုလို့ရှိရင်လည်းပဲနှွေစပါးရောမိုးစပါးရောနှမျိုးစလုံးမှာဒီယောဂကြောက်တာတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီနှစ်ပတ်လုံးဒီစပါးစိုက်တာဖြစ်တဲ့အတွက် ဒီဖူချိန်နေနဲ့အစာကွန်းဆက်နေနဲ့ကမပြတ်နိုင်ဘူးပေါ့ဒါကြောင့်ကျွန်တော်တို့ကယောဂကူးဆက်မှုပြတ်နှံ့မှုမြန်တာလဲပါပါတယ်เนาะဟိုတရားဒီကနေတရားဒီကူးဆက်တဲ့အခါမှာကျွန်တော်တို့ဒီຫນွေစပားနေမိုးစပားနော်မိုးစပားနေပြီးတော့ຫນွေစပားစသဖြင့်ဒါကူးဆက်တဲ့ဟာမှာ ကျွန်တော်တို့ဒီရိုးပြက်ဒီဒီအမိုက်ဒီဒရိုက်ဒီပေါ့နော်ဒီအကျွန်းကြံနေကနေတဆင့်နောက်ရာဒီနောက်ရာဒီကိုဒီစင်ပွားစင်ပွားကူးဆက်သွားတာကိုတွေ့ရပါတယ်နောက်ကျွန်တော်တို့ဒီတခင်းထဲမှာယောဂကြပြီဆိုလို့ရှိရင်လည်းပဲဥမာမြောက်လေတိုက်ပြီဆိုလို့ရှိရင်မြောက်ဘက်ကခင်းရနေပြီးတောင်ဘက်ကိုကူးဆက်ဖို့ဆိုတာလေနဲ့တူပြန့်နှံ့တာဖြစ်တဲ့အတွက် တရက်နှစ်ရက်လောက်ကျွန်တော်တို့ကဒီပြစ်ထားလိုက်မယ်စိုက်ခင်းကိုမကြည့်ဘူးဆိုရင်ယောဂကုဆက်စေပါတယ်ကုဆက်မှုနှောင်းရလဲအဲ့လိုမြန်ပါတယ်နော်နောက်သူ့ရဲ့အာတာချက်တစ်ခုကဒီမိုရဲ့အာတာချက်တစ်ခုကတခြားပတူချင်းအမျိုးအစားတွေလိုဒီယောဂမိုးစပိုးလေးဟာကြားတဲ့နေရာမှာပဲဟာလာအဝိုင်းလေးဝိုင်းပြီးတော့တဖြည်းဖြည်းလေးနဲ့ ်ချေတာမဟုတ်ဘဲနဲ့ဒီမိုစပိုးလေးဟာဒီကွန်နီတီယိုစပိုးလေးဟာဒီအရွက်မှာကြမယ်ဆိုရင်လည်းအရွက်တ िश ူသားကိုအပင်ကြမယ်ဆိုရင်ပင်စီကြမယ်ဆိုရင်ပင်စီတ िश ူသားတွေကိုဒီထိုးဖို့ဝင်ရောက်ပြီးတဲ့နောက်မှာဒီအပင်ရဲ့ဒီဆဲတွေကိုရောက်တာနဲ့တပြိုင်နက်ချက်ချင်းကျွန်တော်တို့ကဒီချက်ကပြီးတော့ဒီမိုစပိုးလေးဟာတဖြည်းဖြည်းနဲ့ဟုတ်လားဒီ ယောဂရဲ့ပမာဏတဖြည်းဖြည်းကျေပြန့်ကျေပြန့်ပြီးတော့ဒီအပြောက်လေးဟာအပြောက်ချင်းခွန်းဆက်ဒီဖြစ်သွားပြီးတော့တရွယ်လုံးတပင်လုံးကိုကူးဆက်မှုမြန်စေပါတယ်။ဒါကြောင့်သူကဒီ life cycle ရဲ့ဘဝဆက်ဝန်းတစ်ခုပြီးပြည့်စုံမှုအတွက်ဒီသူ့ရဲ့ဆဲလေးတွေကိုဒီ tissue လေးတွေကိုလင်းမြန်စွာပွားများပြီးတော့ ယောဂဝုလည်းပဲကုသမှုမြန်စီတယ်အပင်ရဲ့ဇီဝကမကိုလည်းတစ်ဖက်ကနေပြီးတော့ဖိနှိပ်တယ်ဆိုတော့ဒီအပင်ရဲ့ခုခံအားကျဆင်းမှုကတော်တော်လေးကိုနည်းပါးပြီးတော့ယောဂပြန့်နှံ့မှုကမြန်စီပါတယ်အဲ့တော့ကျွန်တော်တို့ကအပင်ကိုလည်းပဲအားနည်းပြီးတော့ယောဂဝုလည်းပဲဒီကုသမှုမြန်လာဖြစ်တဲ့အတွက်တော်တော်ကိုဆိုးွားတဲ့ယောဂါလို့ပြောလို့ရပါတယ် ဒီဘက်တီးရီးယားကူးသလိုကူးဆက်သလိုကူးဆက်တာဖြစ်တဲ့အတွက်ဒီဘက်တီးရီးယားယောဂနီးပါးလောက်ကူးဆက်တာမြန်မာတယ်ဆိုတာကိုသတိချက်စီချင်ပါတယ်။နောက်ယောဂရဲ့ symptom လက္ခဏာကိုဆက်ပြီးတော့ကြည့်မယ်ဆိုရင်ဒါကတော့ကျွန်တော်တို့ဒီဒီယောဂနဲ့ရင်းနှီးပြီးသားတောင်သူကတော့သိတာလွယ်ပါတယ် ဘာကြောင့်လဲဆိုတော့သူ့ရဲ့ယောဂလက္ခဏာပုံတရံကဒီလွန်းပုံတရံနှစ်ဖက်ခြုံပုံစံရှည်မျောမျောအကွက်လေးတွေကနေစပါတယ်အဲ့ဒီအကွက်လေးတွေကကျွန်တော်တို့အရွက်ပုံမှာကြာရင်တိတာပါတယ်เนาะဒီအရွက်ကကြံကြံတဲ့နေရာတွေစိမ့်ပြီးတော့အဲ့ဒီလွန်းပုံတရံလေးရဲ့တိတိတာတာလေးဒီအလဲမှာ အဖြူရောင်သို့မဟုတ်မီးခိုးရောင်လေးနဲ့နှကန်းသားလေးတွေကအညူရောင်သို့မဟုတ်အမဲရောင်အနားကွတ်ထားတယ်။ဆိုတော့ဒီပုံတရံတိကျပြတ်သားတဲ့ပုံတရံလေးရှိတယ်ပေါ့နော်။လွန်ပုံတရံလေးတွေစိန်ကွက်ပုံတရံလေးတွေစနုံးမကင်းပုံစံရှည်မျောမျောလေးတွေဟာတိသာတင်ရှားတဲ့လက္ခဏာဖြစ်ပါတယ်။ဒါကကျွန်တော်တို့အရွယ်ပုံမှာကြားတဲ့ပုံတရံပေါ့နော်။ အဲ့တော့ယုတ်ကမာကြာရင်ဒါကျွန်တော်တို့ leap light လို့ခေါ်ကြပါတယ်ပင်းစီပေါ်မှာလဲတခါကြာပြန်ရောပင်းစီပေါ်မှာကြာတဲ့ခါကျတော့ကျွန်တော်ပင်းစီမှာရှိတဲ့အစ်စ်နားတဝိုက်မှာညူမဲမဲပတ်လည်မှာညူမဲမဲအပြောက်လေးတွေးရပါမယ်ညူမဲမဲဒဏ်ရာပေါ့နော်အဲ့ဒီဒဏ်ရာလေးတွေကကျွန်တော်တို့ဒီအစ်စ်တိုင်းအစ်စ်တိုင်းမှာတူကြတဲ့အစ်စ်တိုင်းမှာတွေးရပါတယ် အဲ့ဒီအစ်စ်ကိုဟိုကြာတာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီအမြစ်ကပို့လိုက်တဲ့အစာတွေအပုံမပို့နိုင်တော့ဘူးเนาะအစာကွင်းဆက်ပြတ်သွားတယ်ပေါ့เนาะအဲ့တော့အပင်ရဲ့ဒီကြီးထွားမှုကလည်းတန့်သွားတယ်လို့ဒီကြတဲ့အရွက်ဒီမှာလည်းပဲကျွန်တော်တို့အဖျားတွေကနေပြီးတော့တဖြည်းဖြည်းခြောက်လာမယ်အပြောက်လေးတွေကလည်းတပြောင်းနဲ့တပြောင်းဟိုလာကူးဆက်ပြီးတော့တဖြည်းဖြည်းနဲ့ ဘက်တီးရီးယားရွက်ချောက်ပုံစံနဲ့သွားတူတာဒါပေမဲ့တကယ်ကြပြီဆိုရင် तू ကအဲတပင်လုံးပျော့ခွေးပြီးတော့ဟုတ်လားဒီကျွန်တော်တို့လေပြင်းမုန်တိုင်းကြတယ်လို့အပင်ဟာဆုတ်ပြတ်သွားအောင်ကြပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘက်တီးရီးယားနဲ့ဆင်ကြတယ်ရောကြတယ်ပေါ့နော်ညပင်းဒီပုံမှာကြရဲအနံချိန်မှာကြမယ်ဆိုလို့ရှိရင်လေကျွန်တော်တို့အနံထွက်ပြီးမှကြမယ်ဆိုရင်အနံနေရာဂုံနေရာတွေမှာ မဲပြီးတော့ဒီနို့ဤမခဲနိုင်မင်းနဲ့ဒါအနံကအနံဖြူချောက်တွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ तू ကအရွက်ပေါ်မှာရောပင်းစီပေါ်မှာရောအနံပေါ်မှာရောမကြပါရဲပင်းစီပေါ်မှာကြာရင်ဒါ stand blight လို့လဲခေါ်ကြပြီးတော့ဒါအနံပေါ်မှာကြားတဲ့ကကြတော့ panicle blight လို့ခေါ်ကြပါတယ်အဲ့တော့ကြောက်တဲ့ပုံသဏ္ဍာန်ပေါ်မှာကြောက်တဲ့ဟာလအဆင့်ပေါ်မှာမူတည်ပြီးတော့အမျိုးမျိုးခေါ်ကြပါတယ် ဲ့တော့ကျွန်တော်တို့ကဒီကုတ်ကျိုးယောဂဆိုဆိုညာလည်းပဲကုတ်ကျိုးမှဒီယောဂမဟုတ်ဘူးနော်အရွက်ပေါ်မှာလည်းပဲဒီခုနလွန်ပုံတရံအလဲမအချူရောင်သုံးဖို့မိခိုးရောင်ပေါ်မှာအညူမဲအညူရောင်အနာတက်နဲ့ရှင်မျိုးမျိုးအကွက်တွေ့ပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ကုတ်ကျိုးယောဂလို့ပြောခြင်းနဲ့စပြီးတော့တတိထားမှာဖြစ်ပါတယ် ဒါကျွန်တော်တို့ဒီတိတာထင်ရှားတဲ့ယောဂရဲ့ပင်ပြလက္ခဏာပေါ့နော်နောက်တစ်ခါဒီယောဂကိုစဘာပင်ရဲ့ဘလို့အခြေအနေမျိုးတွေမှာဘလို့ရာသီဥတုအနေထားမျိုးမှာဒီယောဂကြာရောက်တတ်တယ်လဲဆိုတာလေးကိုလည်းပဲနည်းနည်းဆွေးနွေးချင်ပါတယ်မူယောဂရူမီဒီဒီပူနွေးဆွဆူတဲ့ ရာသီဥတုကိုကြိုက်တာအမှန်ပါပဲဒီ humidity ပေါ့နော် humidity များတယ်ပေါ့နော်အဲ့တော့လေထုစုတ်ဆိုင်စများတဲ့အခြေအနေမျိုးပေါ့နော်ဒါယောဂကြောက်တဲ့အခြေအနေပေါ့အဲ့တော့များသောအားဖြင့်စပားဒီမှာညမနေငါမှာတော့ဒီပြိုးထောင်ဆိုင်တဲ့ခင်းထက်ဒါရိုက်စီတယ်နေမှာ music တိုက်ရိုက်ကျဲခင်းနေမှာ ကြောက်တာပူများပါတယ်အဲ့လိုကြဲကင်းဒီမှာကျွန်တော်တို့ကမနေ့ခင်းနှင်းကြတဲ့ချိန်ဆူဆွနေတဲ့ချိန်ကြရတ်ပါတယ်ရာသီဥကအုံမိုင်းနေတဲ့ချိန်ဘူးကမြေပါပဲနဲ့အုံနေတဲ့ချိန်ပေါ့နော်ကြတော့ရောက်တတ်ပါတယ်နောက်တစ်ခါကျွန်တော်တို့ငိုးအုံချိန်နေ့ရက်စတိုက်၃ရက်စတိုက်ငိုးအုံနေမယ်ဆိုလို့ရှိရင်လည်းပဲဒီယောဂကူးစက်မှုမြန်ပါတယ် နောက်နေ့ပူချိန်နဲ့ညပူချိန်ကွာချက်ချက်များလို့ရှိရင်လည်းပဲဒီယောဂကုသမှုမြန်ပါတယ်ဥပမာ16:30နှစ်ပေါ့နော်ဒီညပူချိန်16ဒီဂရီစင်တီဂရိတ်နဲ့နေ့ပူချိန်မှာ32ဒီဂရီစင်တီဂရိတ်ဒီလိုကွာချက်ချက်မြင့်နေလို့ရှိရင်လည်းပဲဒီယောဂကုသမှုမြန်တတ်ပါတယ်နောက်တစ်ခါကျွန်တော်တို့စပါးကင်းနေမှာဒီအပင်ဖြစ်ရှင်သောအာဂျီနဲ့ပလဲမီဩဇာ အသုံးများတယ်ပေါ့နော်အသုံးများတဲ့အခါကျတော့အရွက်တွေကဖားပါးရည်နဲ့အည်ရွှန်းနေမယ်ဆိုလို့ရှိရင်လည်းပဲယောဂကြောက်မှုမြန်ဆန်တတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမိုစပိုးတွေလေနဲ့တူပါလာပြီးတော့ယူရီးယားသုံးထားတဲ့အရွက်တွေမှာအည်ရွှန်းနေတဲ့အတွက်မိုစပိုးတွေဝင်ရတဲ့လွဲပါတယ်နောက်တစ်ခါကျတော့ရေအငတ်ထားပြီးတော့ရေပြတ်နေမယ်ရေပြတ်နေပြီးမှကျွန်တော်တို့အငတ်ခံပြီးတော့ မိုးရွာလို့တော့လကောင်းရေသွန်းလို့တော့လကောင်းရေအများကြီးသွန်းထားပြီးလောင်ထားလိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒီယောဂကြားတတ်ပါတယ်နောက်တစ်ခုကြားတတ်တဲ့ပုံစံကတော့ပေါင်းမြက်တီထူရင်ပေါ့ပေါင်းမြက်တီထူပြီးတော့ဒီကျွန်တော်တို့မြက်ပင်တွေပေါ့မြက်ပင်တွေထူနေကြားတတ်ပါတယ်ဒီယောဂမြက်မှလည်းပဲကြိုက်ပါတယ်နော်မြက်တီမှလည်းခူအောင်ပါတယ်လက်ခံမင်းအနေနဲ့အဲ့တော့မြက်လည်းထူမယ် ဘာပြင်လဲထူမယ်ဆိုရင်တော့ဒီကြပေါ့ဒီယောဂကနော်ကြရတဲ့အနေထားမှာရှိပါတယ်ဒါယောဂကြောက်တဲ့အနေထားကြောက်တတ်တဲ့အနေထားပေါ့နော်ဒီအနေထားကိုတိပီးပြီးဆိုရင်လဲယောဂမကြောက်အောင်ဒါကာကွယ်နိုင်တဲ့အနေထားမျိုးပေါ့နော်ဒါကြောင့်ပြောပြရတာအဲ့တော့ဂျူတင်ကာကွယ်နည်းတွေကြတော့ဘလူးကာကွယ်ရင်ကောင်းမလဲဒီယောဂကလည်းတကယ်ကြလာပဲဆိုလို့ရှိရင် မူသစီးတွေကလည်းဈေးကြီးတာနဲ့မမူသစီးကလည်းပဲလက်ချိန်ဖိုင်းနဲ့မနိုင်တာနဲ့ကုန်ကြစိတ်များတယ်ပေါ့နော်အဲ့တော့ဂျိုတင်ကာကွယ်ခြင်းဒီကုသတင်ကုသခြင်းထက်ကောင်း၏ဆိုတော့ဂျိုတင်ကာကွယ်နည်းကိုဥစားပေးဖို့လုပ်မယ်ပြုလုပ်မယ်ဆိုရင်ဘလို့နည်းတွေလောရမလဲအဲ့တော့ဂျိုတင်ကာကွယ်နည်းထဲမှာအကောင်းဆုံးနည်းကတော့ ခန္ဓာရင်ရှိတဲ့သဘာမျိုးကိုစိုက်ပါဆိုတဲ့အချက်ဟာဒါအကောင်းဆုံးချက်ပါပဲတဲ့သို့သောညာလည်းပဲဒီသဘာကုကျိုးခန္ဓာရင်ရှိတဲ့သဘာမျိုးရဲ့လို့မတွေ့မိသေးပါဘူးအဲတော့ကျွန်တော်တို့ဒီသဘာမျိုးမျိုးဗီဇပညာရှင်တွေကလည်းပဲဒီမျိုးဟာသဘာကုကျိုးခန္ဓာရင်ရှိပါတယ်လို့အမှတ်ခံနဲ့ထုတ်တဲ့မျိုးလဲ။ မပေါ်သေးဘူးလို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီစဘာကုကျူခန္ဓာရှိတဲ့မျိုးထုတ်လိုက်ရင်တောင်းပါတဲ့။ဒီ app 1လို့ခေါ်တဲ့ပထမသားဆက်တစ်ဆက်ပဲခန္ဓာရှိကောင်းရှိပေမယ်လို့နောက်သားဆက်တွေနောက်သားဆက်တွေမှာခန္ဓာရှိနေသွားနိုင်ပါတယ်လေ။ဒါကြောင့်ဒီ high resistant မျိုးဆိုတာဒီ hybrid မျိုးဆိုတာမရှိနိုင်ပါဘူးတဲ့ ကျွန်တော်က moderate resistant အတင်းတင်းခံနိုင်တဲ့မျိုးလောက်ပဲဒါပြောလို့ရပါမယ်အဲ့တော့ကျွန်တော်တို့ကဒီခံနိုင်ရှိတဲ့မျိုးကိုအားကိုးပြီးတော့စိုက်မယ်ဆိုပြန်တော့လည်းပဲဒါပြည်စုံတဲ့အဆင့်တော့မရောက်သေးပါဘူးနောက်တစ်ခါကျွန်တော်ဒီရီယောဂါဒီမကူးဆက်အောင်ဒီကျွန်တော်တို့စပါးစိုက်ဖို့ ထေပြင်စင်ကလေးကဒါပင်ကျင်းပညာနေရူပြက်တွေကိုဟလာအစူစိုက်မယ်ဆိုရင်လည်းမြေမြုပ်ပြစ်ပါရည်ထဲမှာကျွန်တော်တမန်ပုတ်ပြအောင်လုပ်ပါအချောက်စိုက်မယ်ဆိုရင်လည်းပဲဒီရူပြက်တွေကိုဟလာထုံပြီးတော့ရှင်းလင်းပြီးတော့ဒီ EM ဘူကာရှိနဲ့ဟလာကျွန်တော်တို့ထရိုက်ကိုဒါမာရိုနဲ့အဆွေးအပုတ်ညီဆွေးလုပ်ပါ မလုံနိုင်ဘူးဆိုလို့ရှိရင်လည်းဘလို့မှမတတ်နိုင်ဘူးဆိုလို့ရှိရင်လည်းပဲဒါမီရှုပစ်ပါတကယ်မနစ်ကယောဂလည်းကြာထားတယ်ဆိုလို့ရှိရင်တော့ဒါမီရှုဘူလိုအပ်ပါမယ်သို့တော်ညာလည်းပညာရှင်တွေကတော့ဒီယူရက်တွေကိုမီရှုတာသဘောပေါက်ခြင်းလဲညဉ့်ညမ်းနေเนาะဒီမြေစီဩဇာအတွက်လဲဆုံးရှုံးနေเนาะဆိုတဲ့အတွက်ကျွန်တော်တို့ကဒီယူရက်တွေကိုတော့ဆွေးမြေ့အောင်လုပ်ပြီးမှ ဒါမှမဟုတ်လည်းမြေမြုပ်ပြီးမှအပုတ်ခံပြီးမှကျွန်တော်တို့စပါးစိုက်ပါနောက်တစ်ခါစူထိုင်းစများတဲ့အချိန်နဲ့ရာသီဥတုစူထိုင်းစများတဲ့အချိန်နဲ့စပါးပန်းပွင့်တဲ့အချိန်နဲ့တိုက်ဆိုင်တဲ့အချိန်မှာလည်းယောဂကြားတတ်တာဖြစ်လို့မဟုတ်ဘုရားစိုက်ချိန်ကိုကျွန်တော်တို့ကစူတိုင်းစာများမဲ့ရာသီဥတုနဲ့ချိန်လွှဲပြီးတော့စိုက်ချိန်ကိုပြောင်းစိုက်ပြီးနိုင်ရင်လည်းပဲ ယောဂကိုကြိုတင်ကာကွယ်နည်းဒီနည်းလို့မှတ်ယူနိုင်ပါတယ်နော်နောက်ဒီနည်းကတော့ကျွန်တော်တို့ယူရီးယားလို့ခေါ်တဲ့နိုက်ထရိုဂျင်ကိုပလဲမီဩဇာကိုဒီတမျိုးတည်းကိုတစ်ချိန်တည်းအများကြီးကျွေးခြင်းဟာလည်းပဲကျွန်တော်တို့အပင်ကအရွက်တွေဖားပြီးတော့အရေးတွေရှွန်းပြီးတော့ယောဂကြာရောက်မှုကိုယောဂလက်ခံမှုကို ဟုတ်လားဖြစ်စီပါတယ်အားပေးစီပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒီယူရီယာတမျိုးတည်းကိုသုံးမယ်ဆိုရင်တောင်မှသုံးချိန်ခွဲပြီးတော့ကျွေးစီချင်ပါတယ်ဟုတ်လားသုံးချိန်ဘလို့ခွဲကျွေးမလဲဆိုရင်ကျွန်တော်တို့ကအတေကကိုယူရီယာတိတ်ကျွေးမယ်ဆိုလို့ရှိရင်တိတ်လုံးတော့တစ်ချိန်နဲ့နဲ့ပက်တာမျိုးမလုပ်ဘဲနဲ့ဒီတိတ်ကိုကျွန်တော်သုံးပိုင်းပိုင်းလိုက်မယ်ယူရီယာတိတ်မှာကျွန်တော်ကစူပါသူသုံးပိုင်းပိုင်းလိုက်တဲ့အခါမှာတစ်ပိုင်းကိုနော်ကျွန်တော်တို့ 24ပြီ days ဆိုရင်ဒီပိုင်းကို8324ဖြစ်တဲ့အတွက်10ပြီရမယ်ပေါ့နော်အပထမတစ်ချိန်ကိုကျွန်တော်က24ပြီလုံးမကျဲပဲနဲ့10ပြီပဲကျဲမယ်အဲဒီ10ပြီကိုမှတဘာဝမြည်ဆွေးဒါမှမဟုတ်လဲနောက်ချီမုတ်ဒါနှစ်တင်းသားလောက်နဲ့ကျွန်တော်ပလဲ10ပြီနဲ့နော် gypsum တအိတ်ရယ်နော်ကျွန်တော်တို့ silica ထည့်ရင်ထည့် silica မထည့်ရင်လည်း ဒါပိုတက်ဆီယမ်ဟူးမစ်ပေါ့နော်အဲ့လိုတကယ်ကြီးရောပြီးတော့ဒါတလဘတ်ပေါ်မှာရောမွေပြီးတော့ကျွန်တော်ပီနန်အိထက်ပြန်ထည့်မယ်ပြန်ထည့်တဲ့အခါမှာကျွန်တော်ကနွားချီနှစ်တင်းဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်တင်းဝင်အိတ်တိတ်သုံးဖို့လဲကျွန်တော်တင်းဝင်အိတ်နှစ်အိတ်စာရပါမယ်နော်ဒါကျွန်တော်တို့အဲ့နှစ်အိတ်ကိုမှ၃ချိန်ခွဲပစ်တဲ့အခါမှာကျွန်တော်တို့ ဒါပထမတစ်ချိန်မှာကျွန်တော်တို့အပင်25ရက်သားပေါ့စိုက်ပြီး25ရက်သားဒါအပင်นี่အမြင့်တီးပွားပြီးတော့ကျွန်တော်တို့အပင်အားကောင်းမဲ့အချိန်ပေါ့နော်အဲ့အချိန်မှာကျွန်တော်ရေဆက်ဆက်မှာပက်ပေးပါမယ်ဒါတစ်ချိန်ပေါ့နော်နောက်ဒုတိယအချိန်ကျတော့ပင်ပွားချိန်ပေါ့ပင်ပွားအားကောင်းချိန်ပေါ့နော်နောက်ပင်ပွားအားကောင်းချိန်ကဒါ25ရက်သားစပွားရဲဆိုတော့ကျွန်တော် ဒီရက်90သားဒီပေါ့နော်ရက်90သားမတစ်ချိန်ပြန်ပေါ်အားကောင်းခြင်းဒီချိန်မှာကျွန်တော်တို့ဒါမျိုးစာကျွေးတဲ့နေ့အချိန်မှာပဲနော်နှစ်ချိန်နောက်တစ်ချိန်ကတော့ကျွန်တော်ဖုံးတုံးလုံးလုံးချိန်ပေါ့နော်ဖုံးလုံးချိန်ဆိုတာကျွန်တော်စဘာတတန်းအသက်ရက်ကိုလိုက်ပြီးတော့ခမန်းကြီး85ရက်သားပေါ့နော်65 85ရက်သားအချိန်မှာကျွန်တော်တို့ဒါဓာမီဩဇာမဖြစ်မနေ ကျွေးတင်တဲ့အချိန်ဖြစ်ပါတယ်အဲ့လိုသုံးချိန်ခွဲပြီးကျွေးမယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်လည်းတက်တာထီလဲထီရောက်တဲ့ဇမမာဓာမီဩဇာမန်ကန်တော့ကျွေးနည်းစနစ်လည်းဖြစ်မယ်နော်အကြာကြီးလည်းစားလို့ရမယ်နော်ပလဲမီဩဇာကြီးတဲ့သုံးမယ်ပက်မယ်ဆိုရင်ဒါဇဘာရွက်ရဲ့အစိမ်းအောင်က9ရက်ပဲခံမယ်ပြီးတော့ပြန်ဝါသွားမယ်ဒီလိုသဘောဝမီဩဇာတို့ဂျစ်ဆန်တို့ ਨੇ ဟုတ်လားဒီရောကျွေးလိုက်တာဖြစ်တဲ့အတွက် ဒီ split dose နေနဲ့တဖြည်းဖြည်းချင်းစပါးမိကလူတလောက်လေးစားနေရဖြစ်တဲ့အတွက်အချိန်အကြာကြီးကျွန်တော်အစာတွေကိုဆွဲပြီးတော့ကျွေးလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကနည်းနည်းချင်းစားစားတလောက်စားเนาะကြာကြာလေးထားလို့ရတဲ့เนาะအစိမ်းရောင်ကြာရှိခံတဲ့ဓာတ်မျိုးစားကျွေးတဲ့စနစ်ဖြစ်ပါတယ်ဒီနည်းစနစ်ကိုကျွေးစီခြင်းပါလေเนาะနောက်တစ်ခါပေါင်းတွေကိုအချိန်မီရှင်းပြပါ ။နော်စပားဆိုလေတလာသားအတွင်း ပေါင်းရှင်းပေးပါနော်။ပေါင်းရှင်းခြင်းအပြင်ပေါင်းတဲ့သူပါလာတဲ့ဒါဒီမူယောဂါတွေကိုရှင်းပြသာဖြစ်ပါတယ်။မပေါင်းမရှုပ်တဲ့ခင်ကမှုပြီးတော့မူယောဂါပူကြပါတယ်။နောက်တစ်ခါအပင်ထူမဆိုင်ပါနဲ့။အပင်ထူလွန်းလို့ရှိလို့ရှိရင်ကျွန်တော်တို့ကအပင်လည်းမပွားနိုင်သလိုနော်အစာလည်းမဝနိုင်သလိုကျွန်တော်ယောဂါလည်းထူပြောစီပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီဒါရီခြေခင်းနေမှာ နော်အပင်မထူအောင်ကျဲပါနော်လက်ဆာကိုမှန်မှန်ကျဲပြပါဒါကကျွန်တော်တို့ဂျိုတင်ကာကွယ်နီးစနစ်တွေပေါ့နော်အဲ့တော့ဂျိုတင်ကာကွယ်မယ်အဲ့ကြားထဲမှာကျွန်တော်တို့မူယောဂာနဲ့ကာကွယ်ခြင်းတဲ့ဆိုလို့ရှင်ဒါစပါး20ရသားစပြီးတော့ဒီကာစုကမိုက်စင်ကိုပြန်လို့ရပါတယ်ဒါမှမဟုတ်လဲကော်ပါအောက်ဆီကလိုရိုက်နဲ့ဒါတလဲစီပြန်ပေးရင်လည်းရပါတယ် ဒါကျွန်တော်ဂျူတင်ကောက်ွယ်တဲ့နည်းတွေပါတကယ်လို့ယောဂကြမှာကုသခြင်းနဲ့ကုသမယ်ဆိုရင်ကုသတဲ့နည်းတွေကတော့ကျွန်တော်တို့ယောဂလည်းလက္ခဏာလည်းပြနေပြီဆိုရင်တော့ကျွန်တော်တို့ဒီယောဂရအရွက်တွေကိုဖြတ်ဖြတ်ပြီးတော့မီးပုံရှို့လိုက်ပါပုံပုံပြီးတော့တနေရာမှာလွှဲရမှာမီးရှို့လိုက်ပါနောက်တစ်ခါကျွန်တော်တို့ရေတွေများနေတာဖြစ်တဲ့အတွက်ရေလျှော့ပေးပါ ဘာကြောင့်ရေလျှော့ရလဲဆိုရင်ကျွန်တော်တို့ကဒီ moisture ဒီ humidity ဒီပေါ့နော်ဒီလေထုစုတိုင်းစာများလို့ရှိရင်ယောဂပိုတိုးတာဖြစ်တဲ့အတွက်ဒီစုတိုင်းစာကိုလျှော့ချတဲ့အနေနဲ့ရေကိုလျှော့တာပါနော်ရေလျှော့ပြီးမယ်နောက်တစ်ခါကျွန်တော်တို့ဒီမှုသက်ဆေးဖြန့်ပေးပါမှုသက်ဆေးကိုဒီယောဂဟာဒီအပင်ထဲကိုရောက်သွားရင်လပြက်နန်းနံမြန်တဲ့အတွက်ပင်လုံးပြန့်မှုသက်ဆေးကိုတမျိုးမျိုးဖြန့်ပေးပါ နော်ပင်လုံးပြမူသက်စီကျွန်တော်တို့ကဒီအစိုးစီဆိုပင်တို့ဒါပနိုကနာဇိုးတို့ဇိုးစုတွေဖြန်းလို့ရပါတယ်နောက်ပို့ပြီးတော့ယောဂါလည်းနဲ့ဆိုးလာရဆိုရင် train cycle ဇိုးဖြန်းလို့ရတယ်နောက် iso protein link ဖြန်းလို့ရပါတယ်နော်နောက်တစ်ခါယောဂါတန်ခန္ဓာရှိအောင်ဒီ nitrogen မပါတဲ့ phosphate potassium ပါတဲ့နော်ဒီ ရွပြန်းမြို့ဩဇာတွေပြန်ပေးလို့ရပါတယ်เนาะ350နဲ့34တို့เนาะ340 40တို့အောက်ကအစာကျွေးမယ်ဆိုရင်လည်းပူရစီယာနဲ့ဖော့စဖိတ်ပါတဲ့ဓာတ်မြို့ဩဇာကိုပဲကျွေးပြပါเนาะဒါကကျွန်တော်တို့တကယ်ယောဂကြလာပြီဆိုရင်ကုသတဲ့နှီးပါเนาะအဲ့တော့ခုနဂျိုတင်ကာဝယ်နှီးကိုအကောင်းဆုံးလုပ်မယ်ဆိုရင်တော့ဒီ ဇဘာပဲ20ရသားစပြီးတော့ခုနကာစုကမိုက်စင်ဖျမ်းမယ်နော်ဒီပင်ပွားချင်းတစ်ချိန်နော် train cycle စုဖျမ်းမယ်နောက်တစ်ခါကျွန်တော်တို့900ခိုင်နှုန်းပန်းပွင့်ချိန်ပေါ့900ခိုင်နှုန်းအပင်တရာမှာ9ပင်လောက်ပဲပန်းပွင့်တဲ့အချိန်တော့နော်ပုံတုံလုံးလုံးချိန်ဖျမ်းရင်ပူကောင်းပါတယ် iso pro tiling ဒါလည်းဖျမ်းလို့ရပါတယ်နော်အဲ့တော့ဒီနည်းစနစ်ကိုလိုင်းနာကျင့်သုံးမယ်ဆိုလို့ရှိရင်စဘာကုကျူယောဂါကိုခင်းရှင်းတဲ့ နော်စပါကင်းတခင်းနော်ရရှိမယ်လို့နော်ကျွန်တော်တို့စေနာရှိထားပြီးတော့ဆွေးနွေးပြလိုက်ပါတယ်အဲ့တော့နားစင်နေကြတော့စေယုံလန်းတော်သူမိတ်ဆွေများအားလုံးစပါထွက်တိုးပြီးတော့စီပွားရေးလည်းဖွံ့ဖြိုးတိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီကုန်းချိုးပါတယ်အားလုံးကျမ်းမှချမ်းသာကြပါစေခင်ဗျာ thank you